BODD တခါမှကပ်စီတာရှင်းပါမယ်ခင်ဗျာဖွဲ့စည်းပုံကပ်ပါစစ်တာတလုံးမှာအဓိကအစိပ်ပိုင်း၃ခုရှိပါတယ်တံများနှစ်ခုအပူရေးတံပြားနဲ့အေးတံပြားတံများနှစ်ခုပေါ်တွင်ရှိတဲ့ထားခဲအထက်ပလတ်စတစ်ဆေးရမစ်လေးဆက်ကူစသဖြင့်ပြုလုပ်ထားတတ်တယ်ပုံစံအတိုင်းပြရမယ်ဆိုရင် အပူရေးတံပြားကိုထားခဲအထက်အုပ်အေးတံပြားအေးခဲပါတယ်ဒီတံပြားနှစ်ခုကြားမှာထားခဲအထက်ကလျှက်စစ်အားကိုတိုက်ရိုက်မဖြစ်နိုင်ပေမဲ့တအားကိုတူတောင်ထားနိုင်ပါတယ် နဲ့အလုံးလုံးကုန်လျက်စစ်အသွင်းချိန်လျက်စစ်အဝင်လာတဲ့အခါတံပြားနှစ်ခုချာမှာဓာတ်အားစုဆောင်လာတယ်အပူအေးတံပြားမှာ အပူအေးတက်စုဆောင်ပြီးအအေးတံပြားမှာတော့အပူအေးတက်ပြန်ထုတ်ပေးတယ်တူလောင်ပြီးအခြေအနေဓာတ်အားပြည့်တူလောင်ပြီးတဲ့အခါကပ်ပါစစ်တာဟာတချို့အချိန်ထိဓာတ်အားကိုတင်းထားနိုင်တယ်လိုင်းထဲမှာတအားပြတ်သွားရင်လည်းထိန်းထားတဲ့တအားကိုပြန်ဖြည့်ပေးနိုင်တယ်ပြန်လဲထုတ်ပေးခြင်းလျှက်စစ်အရင်မြေဖြုတ်လိုက်တဲ့အခါကပ်ပါစစ်တာတွေကတင်းထားတဲ့တအားပြန်လဲထုတ်ပေးတယ် ဒါကြောင့်လျှက်စစ်ဆက်ဝိုင်းထဲမှာတအားချုံမွေ့စွာစီစင်းအောင်ဖြစ်စေပါတယ်ဘဟုတုတလေးရှေအကျိုးရှိရင်လိုက်လုပ်ခဲ့ပါခင်ဗျာ